စိန်နေဆိုလဲအဲ့စိန်နေကြောက်နေရွှေနေဆိုလဲအဲ့ကျဲခံနေဌာမဏတရဲ့နေအလင်းနာမှာဝိဇာတွေဇောကြီးတွေသူတပည့်နေဝင်လာနော်ငကားကလုံးဂုံမှန်ရက်ကတွေဟုတ်ပဲကြာစောင့်ရှောက်တယ်လမ်းတစ်ဝက်လောက်ထိစောင့်ရှောက်တယ်လမ်းတစ်ဝက်လောက်ကြာတော့မရှိဘူးလောလောလွတ်သွားပြီအားလုံးမင်္ဂလာပါဒီပြူလေးကတော့ဖီရုံဘုရားဌာပနာတိုက်ထဲကိုပေါ့နော်တမထစွမ်းအားနဲ့ရောက်ခုတယ်လို့ပြောပြထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဖီရုံဘုရားဌာပနာတိုက်ထဲမှာဓာဇတ်လှန်ဇတ်တွေအပြင် ဝိစာစောကြီးတပတိအစရှိတဲ့အဆောင်၆ပုဂ္ဂိုလ်ဒီများစွာရှိတယ်လို့လည်းဒါပြောပြထားတယ်ပေါ့နော်။နောက်ပြီးတော့အဟုတ်စောနောကကျွန်တော်တို့ line မှာနာမည်ကျော်ခဲ့တဲ့ဆရာဦးကျော်ဟင်းကျော်ကိုရင်လေးဘဝတော်ကဒီရွှေတော်ဘုရားထာဝရတိုက်ထဲကိုရောက်ဖူးတယ်လို့ဒါပြောပြထားတဲ့ဗီဒီယိုလေးရှိပါတယ်။အဲ့ဒီဗီဒီယိုလေးကိုလည်းကျွန်တော်ဒီထဲမှာပြပေးပါမယ်။ဆရာဦးကျော်ဟင်းကျော်ရောက်ဖူးတဲ့ဝင်လေးဘဝတော်ကရောက်ဖူးတဲ့အချိန်တော့ကလည်းရွှေတော်ဘုရား ဌာပနာတိုက်ထဲမှာဓာဇတ်လှန်ဇတ်တွေရှိတယ်ပေါ့နော်ပြီးတော့ဒီထွက်လန်တလန်ရှိတယ်လို့လည်းဆရာဦးကျော်ဟင်းကျော်ကပြောပြထားတယ်ပေါ့နော်အဲ့ဒီအကြောင်းအရာကိုဒီပိုကထောက်ခံပြောဆိုထားပါတယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒီစိတ်ဝင်စားတဲ့ညီပိုမောင်နှမကြီးနဲ့ကျွန်တော်တူတူတွေ့ကြည့်မယ်ဗျာခိုင်းပေါ်မှာရှိရတဲ့မြင်ပတ်တူတူညီကိုမောင်နှမအားလုံးပဲမြင်လာပါဒီနေ့မှာကျွန်တော်တွေ့တဲ့အမယ်အကြောင်းအရာလေးကတော့ ရှေရုံဖရာအောက်ကသဗ္ဗန္တတရဲ့အကြောင်းလေးကိုပဲသူတရားပြန်မှလည်းပါရဘူးသူရရပဲပေါ့ပြောမယုံကြုံမသိပေါ့ရှေကုံဖရာအောက်ကသဗ္ဗန္တတိုက်တော်တွင်ကိုဘယ်လိုဖြစ်လို့စိတ်ဝင်စားနဲ့တွားရောက်ပြီးတော့လိလာခဲ့တာလဲကြီးရှုခဲ့တာလဲအမရဆန်အားအနင်းစက်နဲ့အကြမ်းစက်နဲ့တွားရောက်ပြီးလိလာခဲ့တာလဲဆိုတော့တစ်ချိန်တော့လိုင်းပေါ်မှာနာမည်ကြီးရပေါ့လေဟိုစားပေါ့ဥကျော်ဟင်းဥကျော်ဟင်းဘယ်လိုလဲပြောရမှာပေါ့ကျော်ဟင်းကျော်လားဥကျော်ဟင်းကျော် ပြောရရှေဘုံဘုရားအောက်ကိုသူငယ်တော့ရောက်ခူးရဲကိုရင်လေးဘုရားနဲ့ဒီလိုဒီလိုရှိရဲဒီလိုဒီလိုရှေဘုံဘုရားမှာနောက်သက်နောက်ထပ်တလန်းပေါ့ထွက်ပေါက်တလန်းရှိရဲဒါလိုတွေတရားတော့ကျွန်တော်စိတ်ဝင်စားတာပေါ့နော်စိတ်ဝင်စားတာဒီ logic သင်္ကြန်နဲ့လေ့လာတယ်လေ့လာတော့သူပြောတဲ့အတိုင်းဟုတ်ပါတယ်အရင်ဆုံးကျွန်တော်တို့ရှေဘုံဘုရားရင်နေဘုရားနေပြီးဒီဝိသေသဉ္ဇဝေပုဂ္ဂိုလ်ခေါ်တယ်ပေါ့နော်ရှေဘုံဘုရားကိုတွားခြင်းနေဆိုတော့သမဏဆန်းကတွားခြင်းနေဆိုတော့ဒီပုဂ္ဂိုလ်ဝိသေသဉ္ဇဝေဝိဇာတပါခေါ်ပါတယ်ခေါ်ပြီးတော့တွားတယ်ကျတော့ဟိုရောက်တော့ အောက်မှာတကားတစ်ချက်ရှိပါသေးတယ်အောက်မှာတကားတစ်ချက်ရှိသေးတယ်အဲ့တကားတစ်ချက်မှာဝိဇ္ဇာတစ်ပါးဆောင်းလျှောက်ပါအဲ့ဝိဇ္ဇာတစ်ပါးနဲ့ကျွန်တော်ကျွန်တော်တို့ခေါ်ရတဲ့ဝိဇ္ဇာတစ်ပါးနဲ့သူကစကားပြောတယ်ပေါ့နော်နေမှာစကားလည်းမဟုတ်ဘူးပါဠိဘာသာစကားလည်းမဟုတ်ဘူးဘယ်လိုစကားလုံးလဲတော့သိရလည်းမသိဘူးပေါ့နော်ခဏဒါတော်တော်လေးကြောင်သိရပြီကအမှအဲ့ဒီစကားကိုဖွင့်ပေးတယ်တကားကိုဖွင့်ပေးတဲ့တောက်လျှောက်မှာနော်ကျွန်တော်တို့စောင့်ကြည့်နေတဲ့ပုံကအများကြီးပဲဝိဇာစိုးကြီးတပည့်တည်းတရားထိုင်နေတဲ့ပုံကတွေမတက်ရနေတဲ့ပုံကတွေအဲ့လမ်းလျှောက်မှာကျွန်တော်တို့စောင့်ကြည့်နေပြီးတော့ မီးဆက်လှန်ဆက်ဆိုဓာဆက်မြားဆက်တွေကိုကြော်ရတယ်ပေါ့နော်အဲ့မှာအဲ့ရှေ့ကဝိဇာကြီးသွားတဲ့လမ်းအတိုင်းလျှောက်တယ်ဆိုရင်သူကလွတ်တယ်ပေါ့လေအဲ့ဝိဇာကြီးသွားတဲ့အတိုင်းလမ်းအတိုင်းလျှောက်တယ်လွတ်တယ်နောက်ဆုံးမြားဆက်မှာသူကနယံဘေးနဲ့ဘက်ကနေမြားရထတာပေါ့နော်လှန်ဆိုလဲဘေးနဲ့ဘက်ကနေဓာလှန်ရထတာပေါ့နော်နောက်ဆုံးမြားဆက်မှာသူကအောက်ဆုံးတပေါက်အောက်ဆုံးတပေါက်ကသူကအောက်နေကြီးနဲ့တထောင်အနည်းလောက်ပဲရှိတယ်တထောင်အနည်းကနေပြီးတော့စပြီးတော့သူကလှန် မြားကြီးထွက်တာဟုတ်အဲ့အပေါက်ကလှုပ်ပေးတာကျန်တဲ့အပေါက်တွေမှန်မှန်အကုန်လုံးမြားတွေတော့ကျော့သွားနေတော့ကျော့ဟိုဘက်ဝင်ဒီဘက်ဝင်ဟိုဘက်ထွက်ဟိုဘက်ထွက်ဟိုဘက်ထွက်တယ်ထွက်တယ်ဝင်တယ်ပေါ့အဲ့နဲ့ဘလို့သွားလဲဆိုတော့သူမိချောင်းသွားသွားတယ်ပေါ့နော်မိချောင်းသွားပြီးတော့ဝိဇာကဟိုဘက်ရောက်ပါကြီးဒါပေမဲ့ကြမ်းခဲ့တာသူကကြည့်ရလို့ကြမ်းခဲ့ဟိုဘက်ရောက်လာမှာဝိဇာပါတယ်လို့ဆိုတော့မင်းတို့ညံကောင်းသားပဲမင်းတို့တော်သားပဲမစိုးပါဘူးပေါ့ဒီလိုလေးချီးကျူးရပေါ့ချီးကျူးပြီးတော့ဆက်ပြီးခေါ်ပါတယ်ပေါ့လေဟိုကြောက်တော့ဒီ ဌာပနာတိုက်အတော်တွင်းကိုလေးလာရပေါ့နော်ဒါကတော့တွားတာတော့တော်တော်ကြာတယ်တော်တော်ကြီးတို့ကြာတယ်ပုံကအဆောက်ရောက်များတဲ့အတွက်ဒါပေမဲ့ဒီဗီဒီယိုလေးမှာအတူချုံလေးမျိုးတည်တည်မှာပေါ့နော်ဘုသူရရပွဲပေါ့တွားတယ်ဟိုရောက်တော့ဒီမဆော့ဖျားရှင်ပွင့်လေးပြီးမဆော့ဖျားရှင်တို့ရဲ့ဓာတ်တော်တွေကိုနော်ဒီလောင်းလေးရွှေလောင်းလေးပေါ်မှာနော်တင်းထတာအမအေယာဝူဒီနေ့ရအမှန်တကယ်ကိုစီးစင်းနေပါလေအဲ့ဥကြောင်းဟင်းတော်တဲ့လိုပဲပေါ့နော်အမ ကကြောက်ကြော်ဘွဲတွေလည်းရှိရဲကြောက်ကြော်ဘွဲတွေလည်းငသေးသီးတွေကြောက်နေသေးတယ်အုံသီးငသေးသီးတွေကတော့ဆိုတော့ဘဝပဋ္ဌာန်းစပဲပြောရပါမယ်တစ်ဆက်တည်းလို့ပြောလို့ရရင်ရှင်ဘုရားတိုက်လို့ပြောလို့ရလို့ရှိရင်ဆရာတို့တစ်ချိန်တော့ကရှင်ဘုရားလေးကိုကိုရင်လေးတစ်ပါးသာမဏေတိုက်တဲ့ကိုဝင်သွားတယ်ပြန်ထွက်မလာတော့ဘူးလို့ကြားဘူးပါလိမ့်မယ်အဲကျွန်တော်ပါ15ရက်ကြာတယ်ပင်လယ်ဝဆိုတော့ဟုတ်တယ်ဒါနဲ့ပဇွန်တော်6ထိပ်မှာအပေါက်ရှိတယ် ဲ့ဒီကိုရောက်တယ်အထက်မှာ15ရက်ကြာတယ်အဲ့ခုဒီမှာလှုပ်ထားတဲ့ဟာတွေအဲ့ရှုံုံဖျားတဲ့ဟာတွေကြီးပဲအကောင်လုံးအထက်မှာဖျားတိုက်အဲ့ကိုရင်လေးဘဝနဲ့အထက်ကိုဝင်သွားပြီးပြန်ထွက်လာတာဘူးမှမသိ15ရက်အဲ့ကိုတွေ့အဲ့မှာရှိတဲ့တည်တည်တွေအရင်မရအောင်ကြိုဖို့တဲ့ဖျောင်းနိုင်တယ်ကြောက်ကလတ်တွေနဲ့ဒီလိုငပြောသီးတွေအကောင်လုံးကကြောက်တယ်ကြီးဒါနဲ့ပဲ့ကြတဲ့ဟာကြတော့စားလိုက်အစ်စ် အဲ့လိုဟာမျိုးလေးတည်တည်လေးတလုံးစားခဲ့ရတယ်အဲ့15ရက်မှာအထက်မှာအလင်းရောင်တွေရှိတယ်ရေစည်းမြေသွားတဲ့ဓာတ်ဆက်တွေရှိတယ်အဲ့လိုဟာဓာတ်ဆက်ဆိုတာဒီလိုမျိုးသွားနေတာမဟုတ်ဘူးဒီလိုဖောက်နေတာဒီလိုကြိုက်တာအဲ့လိုရဲဖြောင်းဖြောင်းဖြောင်းနေရဲဟောရေစည်းအားရိုက်တယ်အဲ့ဒီရာနေဘင်းကိုတော်ဘေးကနေမှဓာတ်ဆက်ကိုတော်တယ်ဓာတ်ဆက်ကနေဘလော့ပြန်လုပ်တယ်အဲ့တခုကနေလဲပါလိုက်တာ12ခုအထက်မှာ24ခုရှိတယ်ဓာတ်ဆက်ဆက်ဝတ်တရားရှိချက်ရှိတယ်ဒီဥစ္စာကအလဲမှာအဲ့လိုဒီလိုဇေဒီဘုံကြီး အဲ့ဇေရီပေါ်မှာမှဒီကလတ်အဲ့လိုကလတ်ကလတ်နဲ့ကလတ်နဲ့သွားတာအဲ့ကလတ်ရဲ့အပေါ်မှာမှဒီဘက်မှာရှိတဲ့ဥစ္စာတွေအားလုံးအားမှစီသုံးတန်ဘလူးစီလူစီတခြားဆက်ဆိုတဲ့စီသုံးတန်ရှိတယ်စိန်နေဆိုလဲအဲ့စိန်နေကြောက်နေရွှေနေဆိုလဲအဲ့ကျဲခံနေတာပဲအပေါ်ဒီမှာကိုပုံထားတာနေပြီးအောက်တွေပဲကျဲကြနေတာပေါ့နော်အဲ့မှာထူးထူးခြားခြားကျွန်တော်တို့တော့တွေ့ရတာတော့ဘာလဲဆိုတော့ဟိုတာမန်လူဒီမှာလို့ပေါ့လေအုံပွဲ ငသေးပွဲတပွဲကိုလက်လက်ဆက်ဆက်ကြီးတွေ့ရတာပါကြောက်ကသေးပွဲကြီးကြားထဲမှာနော်လက်လက်ဆက်ဆက်ကြီးတွေ့ရတာပါအဲ့မှာကြောက်မီမီးတိုင်နေဆိုလဲကြောက်မီးတိုင်နေပေါ့နော်ထားရလင်းနေတဲ့ကြောက်မီးတိုင်နေနဲ့ငင်းကပက်ပက်လေးမှာသူကတ်ထားပါတော့ဒါကတော့အတူကျုံးလေးပါဒီကမိဘတူတူနားလဲပေးပါအတူကျုံးလေးပဲသိတဲ့ရပေးတာပေါ့နော်ဒီဗီဒီယိုပိုင်းလည်းဟိုဗီဒီယိုမင်းနေစာလေးနဲ့အနေနဲ့အောင်လို့ပေါ့နော်အဲအများကြီးပဲအဲ့ဒါနေကျွန်တော်တို့ ကျွန်တော်ကပြောတယ်ပေါ့တချိန်လုံးကဒီရွှေရုံဘုရားအောက်ကိုရောက်ခဲ့တဲ့ကိုရင်လေးကပြောတယ်ရွှေရုံဘုရားမှာသူကထွက်ပေါက်တလန်းရှိနေတယ်အဲ့တော့ဝိဇ္ဇာကြီးကိုပြောတယ်အဲ့ထွက်ပေါက်တလန်းนี่ကျွန်တော်တို့ဒီလေ့လာပြီးတယ်လေ့လာပြီးတော့ကျွန်တော်တို့ခေါ်ရပေးပါဦးတွေပါကုန်းချတို့ခေါ်ရပေးပါဆိုတော့ခေါ်ရတယ်ပေါ့နော်ခေါ်ရတော့အမှန်တကယ်ဟုတ်ပါတယ်ဒီလမ်းဘလို့လမ်းလဲဆိုတော့လှိုင်ကူပုံလမ်းလေးကိုပေါ့နော်အောက်ကတော့ကြောက်လေးစီးပခင်းထားတယ်ကြောက်လှိုင်ကူပါပဲကြောက်လှိုင်ကူလမ်းအရှိမအရှိပဲပေါ့နော်တော်တော်ရှိတယ်အဲ့လမ်းတောက်လျှောက်မှာ ပရမအရင်ဆုံးဒီဌာမဏတိုက်ရဲ့အလင်းနာမှာဝိဇာတွေသဘောကြီးတွေသူတပိပိနေသွားတာနော်ငကားကလုံးဂုံမှန်ရက်ကတွေဟိုဘက်ကျစောင်းလျှောက်တယ်လမ်းတစ်ဝက်လောက်ထိစောင်းလျှောက်တယ်လမ်းတစ်ဝက်လောက်ကျတော့မရှိတော့ဘူးလောလောလွတ်သွားပြီအမှအဲ့တို့ချောက်ကလည်းအဲ့ပုဂ္ဂိုလ်တွေကျွန်တော်တို့စောင့်ကြည့်နေရနော်ဒီဖရားကိုစိတ်နဲ့တင်မနေရလားဖရားရဲ့ဌာမဏကိုစိတ်နဲ့တင်မလားဆိုကျွန်တော်တို့တို့ချောက်နှလုံးနဲ့စောင့်ကြည့်နေရပြီးတော့လမ်းတစ်ဝက်လောက်မှလွတ်သွားတယ်ပေါ့နော်လမ်းတစ်ဝက်လောက်မှလွတ်သွားပြီးကအမှအဲ့မှလမ်းဆုံးတော့အေယော်ဒီအဲ့ရန်ကုန်ကရန်ကုန်လမ်းနဲ့အေယော်ဒီနဲ့လား ဲ့ရေတရိုက်တဲ့ပဲတရိုက်ရဲ့နေရာမှာနော်အဲ့လိုင်ကူရဲ့အသားတင်သွားတာနော်အဲ့ဒါမှာကျွန်တော်တို့ကယုံတာပေါ့နော်ဒီဥကြောဟင်းကြော်ဟင်းတွေတော့တဲ့စကားရည်တယ်မှာဒီຢာတွေကမှန်ကန်တယ်ပေါ့နော်ကျွန်တော်ကဘယ်လိုလဲလူတယောက်စကားသေးမယုံပေါ့နော်ကိုယ်တိုင်လ ీల ာကြီးမှာဟုတ်လားမဟုတ်လားလ ీల ာကြီးမှာယုံတယ်ပေါ့နော်ဒါကတော့တမရနှလုံးတမရစွမ်းအားနဲ့အကြမ်းတင်စက်နဲ့သွားခဲ့တဲ့ရှင်ဘုံဘုရားကလှန်ကူလေးအကြောင်းကိုအနေနဲ့ပြောနေပါတယ်ဒီမှာလဲမောင်ငန်းအကြောင်းကိုထည့်ပြီးပြောပါအောင်မယ် မောင်ကန်ကျွန်တော်တာမန်လူတွေတဲ့နော်အရက်ဟိုနောက်ထပ်တရက်လောက်နေပါတယ်တော်တော်ဗလာတောင်းတောင်းနဲ့လမ်းကိုကမ်းပြပါဘောနော်အမှကြောက်ရွံ့နေတာဟိုတွေ့ရရပါတယ်နော်မောင်ကန်ကြောက်ရွံ့ကတာမန်လူတွေတက်ပို့ပြီးတော့ဒဏ္ဍာရီလောက်ပို့ပြီးကြီးပါတယ်နော်ဟိုလိုကလူတွေကဒါလေးသေးသေးပြင်းနေပါတယ်အလုံးကြည့်ဦးတင်ပါတယ်ဘူးသူတရရောက်ွယ်ပါပြေမယုံကြုံမှသည်ယုံတဲ့လူတွေယုံပေါ့နော်မယုံတဲ့လူတွေမယုံပါနဲ့ ုံမယုံဂျုံမသိဆိုတော့ဒီလိုမျိုးကိစ္စရက်တွေဆိုတာကကျွန်တော်တို့တာမပုံပုံတွေကကြော်ဖို့ဆိုတော့လုံးဝမဖြစ်နိုင်ပါဘူးပေါ့နော်ဒီကိစ္စရက်တွေဂျုံမှုဆိုတာကကျွန်တော်တို့ဒါအားထုတ်ဒါကျူစာအားထုတ်ကျင့်စဉ်တွေကျင့်နေမှာဒီလိုမျိုးကိစ္စရက်တွေဂျုံရလိမ့်မှာပေါ့နော်ဒါပေမဲ့လည်းဒီလိုမျိုးကိစ္စရက်တွေနဲ့ပတ်သက်ပြီးတော့ယုံလားမယုံလားအသာထားပေါ့နော်ကျွန်တော်တို့စိတ်ဝင်စားတဲ့လူတွေရှိပါလိမ့်မယ်အဲ့တော့ ဒီဗီဒီယိုလေးကမျိုးစိတ်ဝင်စားတဲ့တူတွေအတွက်ကိုကျွန်တော်ဗီဒီယိုလုပ်ပေးရခြင်းဖြစ်ပါတယ်။အဲ့တော့မြုံကြည့်တဲ့ညီကိုမောင်မားရဲ့အနေနဲ့လည်းဒီဗီဒီယိုလေးကိုကြော်သွားလို့ရပါတယ်ဗျ။